ဲ့လိုမျိုးတို့ရေမပြောသေးစားရင်ဗိုက်ပူတယ်ဆိုဟုတ်လားမပြောသေးကစီးချိုရှိသူတွေရှောင်းတဲ့လားဒီမေကုန်းနဲ့အားလုံးရဲ့ဖြေကိုဒီဗီဒီယိုလေးထဲမှာစုစည်းပေးထားပါတယ်ဒီတစ်ခါတော့ကျမတို့နေတိုင်းဒီပါမြင်နေကြစားနေကြမပြောသေးလေးအကြောင်းကိုလေ့လာကြရအောင်ပါဒီအသေးလေးမှာမျိုးတွေမသိသေးတဲ့ထူးခြားချက်တွေကျမရဲ့အတွက်အံ့ဩစရာအကျိုးကျေးဇူးတွေအများကြီးရှိနေပါတယ်အံ့ဩလောက်အောင်လဲ မျိုးခွဲတွေကအများကြီးပါပဲနော်။ကဲဒီတော့စိတ်ဝင်စားစရာကောင်းတဲ့ဒီအသီးလေးကိုလေ့လာကြရအောင်ပါနော်။ကဘာပေါ်မှာငပြိုသီးမျိုးခွဲပေါင်းတထောင်ကျော်တောင်ရှိနေပါတယ်တဲ့။ဒါကကျမတို့ဈေးထဲမှာမြင်နေကြအသီးမျိုးတွေနဲ့မတူပါဘူးနော်။ရောင်မှဆိုရင်လဲပုံမှန်အဝါရောင်စိမ်းရောင်တက်အနီရောင်ပန်းရောင်ခရမ်းရောင် အပြာရောင်တွေထိရှိတတ်ပါတယ်။ရွယ်စားမှဆိုရင်လဲလမဝက်လောက်သေးတဲ့ဟာတွေကနေဆနလမအကျော်ရှိတဲ့မျိုးတွေထိရှိပါတယ်နော်။ ရတာလည်းရေခဲမုံရတာပန်းသီးရတာစတော်ဘယ်ရီရတာတွေထိရှိတတ်ပါတယ်။ဒါကြောင့်ငပြောသီးကကျမတို့ထင်ထားတာတွေပို့ပြီးတော့စုံလင်ထွေပြားတဲ့အသီးတစ်မျိုးပါပဲနော်။အစားများပြီးတော့အထွေရများတဲ့ငပြောသီးမျိုးခုနှစ်မျိုးအကြောင်းကိုပြောပြပေးပါမယ်။နံပါတ်၁ကတော့ Cavendish banana လို့ခေါ်ပါတယ်။ဒီငပြောသီးမျိုးကိုနိုင်ငံတကာမှာကတော့ Cavendish လို့ခေါ်ပြီးမြန်မာနိုင်ငံမှာတော့တီမွေငပြောလို့အများအပြားခေါ်ကြပါတယ်။ငပြောသီးမွေလို့လည်းခေါ်ပါတယ်နော်။ သူ့ရဲ့ရောင်ကမှဲ့လာတဲ့အခါမှာအခွန်အဝါရောင်ပြောင်းသွားပါတယ်။အရသာချိုးပြီးတော့မှွေးနေတဲ့အတွက်ကြောင့်တိမွေးလို့ခေါ်တာပါနော်။သူ့ရဲ့ပုံတရံကရှေ့မတ်မတ်နဲ့ခက်ခွေခွေလေးရှိပါတယ်။စူပါမားကတ်တွေဈေးတွေမှာလွယ်ကူဝယ်လို့ရတဲ့အများဆုံးငပြောမျိုးစားဖြစ်ပါတယ်။အတီးရသေးသွဲပြီးတော့အနံမွေးတယ်။ချိုမိန်နဲ့အပြင်သူ့ရဲ့အနံကလည်းလက်ဆက်မို့ရစေပါတယ်။ကိမ့်မုံလို့တခြားမုံမျိုးမျိုးပြုတ်လို့ရမှာသုံးပြုတ်လို့ရပါတယ်။တခိုင်မှအတီးတွေကလည်းအများကြီးတိတတ်ပါတယ်။အခွန်ပါပြီးတော့စားရတာလည်းအဆင်ပြေပါတယ်နော်။ နံပါတ်1ကတော့ Lady Fingers Banana ဖြစ်ပါတယ်။ Sucria လို့လည်းခေါ်ပါတယ်နော်။မြန်မာနိုင်ငံမှာကတော့ပြည်ငပြောရခိုင်ငပြောလို့ပဲလူသိများပါတယ်။ဒီမျိုးစိတ်ကတော့ကမ္ဘာဈေးကွက်ကိုလွှမ်းမိုးထားတဲ့ငပြောမျိုးဖြစ်ပါတယ်။မြန်မာနိုင်ငံတဝမ်းမှာအများဆုံးတွေ့ရပြီးတော့အလွယ်တကူရနိုင်တဲ့ဈေးသက်သာတဲ့ရိုးရာစားနေကြငပြောမျိုးလည်းဖြစ်ပါတယ်။သူ့ရဲ့ရွယ်စားအသေးငယ်ပြီးတော့တိုးပါတယ်။သူ့ရဲ့အခွန်ကတော့ပါပြီးတော့မှဲ့လာတဲ့အခါမှာအဝါရောင်ရင်းရင်ဖြစ်သွားပြီးတော့ အဆက်ပြောက်လေးတွေပေါ်လာတတ်ပါတယ်။သူ့ရဲ့ရတာချိုမြပြီးတော့ချင်ပန်တက်တက်လေးပါတတ်တယ်။ပြီးရင်စကောက်ပါတယ်။သူ့ရဲ့နားကတော့အနံပြင်းတာမျိုးမဟုတ်ဘဲနဲ့လက်ဆက်တဲ့အနံရှိပါတယ်။နံပါတ်3ကတော့ planting or cooking banana လို့ခေါ်ပါတယ်။သူ့ကိုတော့ကျမတို့မြန်မာလို့ဆိုရင်ချက်စားဖီချန်းငပြောလို့ခေါ်ပါတယ်။ဒါမှမဟုတ်ရှင်လေငပြောတီးကြီးလို့လည်းခေါ်ပါတယ်နော်။ချက်ပြုတ်ပြီးတော့ပဲစားလို့ရတဲ့ငပြောမျိုးဖြစ်ပါတယ်။ဒီငပြောတီးရဲ့အရွယ်အစားကတာမန်ငပြောတီးတွေတဲ့ ပိုကြီးပြီးတော့အခွန်အထူပါတယ်။မမဲ့သေးခင်မှာစိမ့်ရောင်တမ်းပြီးတော့မှဲ့လိုက်တော့အဝါရောင်လေးတန်းလာပါတယ်။ဒီငပြောသေးရဲ့အခွန်ကအရန်ထူလေ။အရောင်ကစိမ့်ပြပြဖြစ်ပြီးတော့မှဲ့လိုက်ရင်အမဲဆက်လေးတွေပေါ်လာတတ်ပါတယ်။အသားကတော့အစိမ့်လိုက်ဆိုမာကျစ်ပြီးတော့ခြောက်တွင့်နေတတ်တယ်ပေါ့နော်။မှဲ့လိုက်ရင်တော့မှသူကပျော်ပြားမှုမရှိပါဘူး။ဒီအသီးကိုဘယ်လိုစားလို့ရလဲဆိုတဲ့အခါကျတော့ချက်ပြုတ်ပြီးမှစားတာတော့များတယ်ပေါ့နော်။ပပလေးလီးပြီးတော့ကြော်စားတာဥပမာငပြောသေးကြော်ပေါ့နော်။ဟင်းချိုလေးကိုထည့်ချက်တာ၊တုတ်စားတာ၊ပြုတ်စားတာ ကြော်စားတာမုံညက်ထောင်းပြီးတော့မုံအမျိုးမျိုးလှုပ်စားတာတွေလေဒါမျိုးတွေမှလည်းသုံးနိုင်ပါတယ်ငပြောပူတင်းလို့ငပြောပေါင်းငပြောသီးကြော်နဲ့ငပြောသီးထုတ်လို့မျိုးလေမုံအမျိုးမျိုးလှုပ်စားလို့လည်းရပါတယ်သူ့ရဲ့ရတာအစိမ့်မှဆိုခတ်တက်တက်ချင်ဖန်မှန်ရတာရှိပြီးတော့ကစီတက်များပါတယ်မှဲ့ရင်တောင်မှတာမန်ငပြောတွေလို့သူကမချိုပါအောင်နော်ချိုချင်တက်တက်ဒါမှမဟုတ်လို့ရှင်ခက်ခါခါရတာရှိတတ်ပါတယ်ကျမတို့စီမှာတော့ဒီအသီးကအရန်ရှားပါလို့တိတ်ပြတော့မတွေ့ရပါဘူးเนาะနံပါတ်၄ကတော့ red banana ဖြစ်ပါတယ်။ဒီငပြောသေးကိုတော့ကျမတို့မြန်မာပြည်မှာဆိုရင်ရွှေနေငပြောအနီအောင်ငပြောငပြောနေတရတိငပြောလို့ခေါ်ပါတယ်။ရွှေနေငပြောကတော့အသုံးများဆုံးနာမည်လေးဖြစ်ပါတယ်နော်။တရတိငပြောလို့ခေါ်တာတော့တရတိနဲ့တရတိလို့ရတာရှိလို့ပါ။ဒီအသီးရဲ့အခွန်ရောင်ကအနီအောင်ရင်းရင်ဒါမှမဟုတ်လို့ရှင်ခရမ်းရောင်ဖြောဖြောဖြစ်ပါတယ်။အသီးရဲ့အသားအခွန်ခါလိုက်လို့ရှင်အတွင်းကပန်းရောင်ဒါမှမဟုတ်လို့ရှင်လိမ္မာရောင်သန်းနေတတ်ပါတယ်။ ဒီအသည့်ရဲ့ရတာကတမန်ကပြောသီးတွေတက်ဖို့ချိုးပြီးတော့စိတ်ကက်ကက်ရှိပါတယ်။တကြားတက်ပါဝင်မှုနည်းပြီးတော့တကြားသီးလိုရတာလည်းရှိပါရဲ့နော်။ raspberry သီးလိုရတာလည်းရှိတတ်ပါတယ်။ဒီအသည့်ရဲ့ရွယ်စားကသီးမွေးငပြောသီးဖြစ်တဲ့ gavendish ငပြောတွေတက်အနည်းငယ်တော့ပို့ပြီးတော့တိုးပါတယ်။နံပါတ်၅မျိုးစားကတော့ wurold or orinoco banana လို့ခေါ်ပါတယ်။သူကတော့ကျမတို့မြန်မာပြည်မှာဆိုရင်ဖီချန်ငပြောပေါ့နော်။ငပြောသီးကြီးလို့လူသိများပါတယ်။ ီအသီးရဲ့အရွယ်စားတာမန်စားသုံးနေကြငါပြောသေးတယ်တဲ့ကြီးမားပြီးတော့ထူသေးပါတယ်သူ့ရဲ့ရတာကစိမ့်နှုံးမှန်ဆယ်နော်ချင်ဖမ်းမှန်အရတာရှိပြီးတော့ဟင်းချိုထက်ချက်စားရင်လည်းကောင်းပါတယ်နော်မဲ့လိုက်ရင်တော့အသီးကပြော့ပြောင်းသွားတယ်ချိုပြီးတော့ချင်ဖမ်းအရတာတွေကတက်တာသွားပါတယ်ဒီအသီးကအစိမ့်ရောအမဲ့ရောနှမျိုးလုံးစားလို့ရတယ် all rounder ငါပြောအမျိုးအစားဖြစ်ပါတယ်ကြော်စားပြုတ်စားလို့လည်းရပါတယ်နော်နောက်ထပ်မျိုးစားတစ်ခုကတော့ blue chava banana လို့ခေါ်ပါတယ် စိမ့်ပြငပြောလို့ကျမတို့မြန်မာပြည်မှာတော့လူသိများပါတယ်ဒီငပြောကိုရေခဲမုံငပြောလို့လည်းတင်စားပြီးတော့ခေါ်ကြပါသေးတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အခွန်ရောင်ကစိမ့်ပါတဲ့ကောကစိမ့်ပြပြလေးတန်းနေရပေါ့နော်မှဲ့လာရင်တော့အဝါရောင်ဖြော့ဖြော့ကိုပြောင်းသွားပါတယ်သူ့ရဲ့အသားရောင်ကအသွင်းသားအဖြူရောင်ပဲရှိပြီးတော့သူ့ရဲ့အရသာကဗနီလာရေခဲမုံဒါမှမဟုတ်လို့ရှိရင်ဒီဗနီလာဖူတင်းလိုမျိုးချိုချိုပြော့ပြော့နုံနုံညံ့ညံ့ရတာရှိပါတယ်ချင်ဖန်ရတာတတ်တာတယ်ပေါ့နော်သူ့ကိုဘယ်လိုစားလို့ရလဲဆိုရင်အများဆုံးကမှဲ့မှာစားကြတာပေါ့နော် ချက်ပြုတ်ပြီးတော့စားလို့လည်းရပါတယ်မြမပြည်မှာရှိလားဆိုတော့ဟုတ်အရန်ရှားပါတယ်ဟိုပြောရရင်တော့မရှိတဲ့လောက်ပါပဲเนาะဒီမျိုးကရှားပဲမယ်လို့တချို့တောင်ပေါ်ဒေသတွေစိုက်ပျိုးရေးသူတေသနာလုပ်နေတဲ့နေရာတွေဒါမှမဟုတ်ဒီအထူးသီးနှံစိုက်ခွင်းတွေမှာတော့အ ਨੇ ချင်းတွေ့ရနိုင်ပါတယ်နောက်ထပ်မျိုးစားတစ်ခုကတော့ epiphenanal or manzano မျိုးစားလို့ခေါ်ပါတယ်သူ့ကိုတော့မြန်မာပြည်မှာဆိုရင်ပန်းငပြောပန်းသင်းငပြောချိုးချင်းငပြောလို့ခေါ်ပါတယ်ပန်းငပြောလို့ဘာကြောင့်ခေါ်လဲဆိုတော့ ပန်းသီးနှံ့ရတာကိုဆွဲပြုတ်ပြီးခေါ်တာပါနော်ချိုးချင်းငပြောဆိုတာကတော့သူ့ရဲ့ထူးခြားတဲ့အချိုးချင်းတက်ကြောင်ခေါ်တာပါဒီပန်းငပြောရဲ့သူ့ရဲ့လက္ခဏာတွေကတော့သူ့ရဲ့ပုံတံလေးကဘလို့ရှိလဲဆိုရင်တာမန်ငပြောတွေတက်တိုးပြီးတော့ပူတယ်လုံးပတ်များတယ်ပေါ့နော်အခွန်အားကြတော့အရန်ထူတယ်မှဲ့လာရင်ဝါရောင်ပြောင်းသွားပြီးတော့မဲဆက်လေးတွေပေါ်လာတတ်ပါတယ်ဒီအသီးရဲ့ရတာကပန်းသီးလိုချိုးချင်းတက်တက်ရတာရှိတယ်စတရော်ဘယ်ရီလိုချင်းတက်တက်အနံ့ရတာလည်းနည်းငယ်ရှိရပေါ့နော် ဒီသီးရဲ့အသားကမာကျစ်ပြီးတော့ချိုးရခတ်တဲ့အထိမာနေတတ်ပါတယ်။မှဲ့မလာစားလို့ကောင်းပါတယ်နော်။ဒီငပြောမျိုးကမြမပြီမှာဆိုရင်တော့အလားစားရှားပါမှုဖြစ်တယ်ပေါ့နော်။ဒါပေမဲ့လည်းတချို့တောင်ပေါ်ဒေသတွေမှာဆိုရင်တော့တွေ့နိုင်ပါတယ်။ဒါကတော့ငပြောသီးမျိုးစားတွေဖြစ်ပါတယ်။ဒီငပြောသီးမျိုးစားတွေထဲမှာမှကျမတို့ရှီကမင်္ဂလာဆောင်နဲ့အလှပွဲလန်းသဖြင့်နေမှာဆိုရင်တော့ဒီ Cavendish တွေ Lady Fingers နဲ့ Planting ဆိုတဲ့အသီးမျိုးစားတွေတော့အများဆုံးသုံးနာတွေ့ရပါတယ်နော် ုတ်ပြီအသီးမျိုးစားတွေအကြောင်းတွေတော့ကျမတို့သိသွားပြီဒီအသီးကိုစားမယ်ဆိုလို့ရှိရင်ဘလို့အကျိုးအာနေတဲ့ရှိမှာလဲဒီငပြောသီးစားရင်ရနိုင်တဲ့ကောင်းကျိုးလေးတွေကိုပြောပြမယ်ပေါ့နော်ငပြောသီးမှာတဘာဝတခြားတဲ့ fructose glucose sucrose တွေကျွဲဝါတဲ့အတွက်ကြောင့်ကိုယ်ကစနစ်ကိုကောင်းမွန်စေပြီးခန္ဓာကိုယ်အတွက်လိုအပ်တဲ့စွမ်းအင်ကိုချက်ချင်းရရှိစေနိုင်ပါတယ်အမြင်ထက်ကျွဲဝါတဲ့အတွက်အစာချေလမ်းကြောင်းကိုကောင်းမွန်စေပြီးဝမ်းချုပ်တာကိုလည်းကောက်ကဲပေးပါတယ် တက်ဆီယမ်ဓာတ်ကျွဲသွားတဲ့အတွက်သွေးပောင်ချိန်ကိုထိမ့်ညစ်ပေးပြီးတော့နှလုံးရောဂါဖြစ်ပွားမှုကိုလည်းလျှော့ချပေးနိုင်ပါတယ်။ဗီတာမင် A ကျွဲသွားစွာပါဝင်တာကြောင့်မျက်လုံးအမြင်အာရုံကိုကောင်းမွန်စေပြီးတော့ညာဘက်အမြင်မကြည့်တဲ့ night blindness ဆိုတာကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ငပြောသီးမှာ tryptophan လို့ခေါ်တဲ့ amino acid တက်ပါဝင်တဲ့အတွက်ကြောင့်စိတ်ဖြစ်စီမှုကိုလျှော့ချပေးပြီးတော့စိတ်ပျော်ရွှင်မှုကိုဖြစ်စေပါတယ်။ဒီ natural sugar, vitamin, mineral တွေများလို့ fatty ဆိုတဲ့ပင်မနှွမ်းနဲ့မှုကိုလျှော့ချစေနိုင်ပါတယ်။ အားရလည်းမြန်မြန်ပြန်ရှိသေးလာပါတယ်။မပြောသေးမှာဗီတာမင်ဘီ6ပါဝင်နေပေါ့နော်။ဗီတာမင်ဘီ6ကခနာကိုယ်အတွက်ခုခံစနစ်ကိုထိန်းချုပ်ပေးပြီးတော့ serotonin လို့ခေါ်တဲ့ဒီ happiness hormone တွေကိုထုတ်လွှတ်ပေးတဲ့အတွက်ကြောင့်စိတ်ရှည်သီးခံနိုင်လာတယ်။စိတ်တက်ကြတာတွေငိုချင်တာတွေဝမ်းနည်းတာတွေလည်းလျော့သွားစေပါတယ်။ဒါကြောင့်စိတ်ဖိစီးမှုတွေစိတ်ညစ်နေတာတွေစတဲ့ဝေဒနာတွေဖြစ်နေပြီဆိုရင်တော့ငပြောသေးမဲ့ကိုစားပေးဖို့လိုအပ်နေပါပြီနော်။ မပြောသေးမှာမက်ဂနီဆီယမ်နဲ့ပိုတက်ဆီယမ်ဓာတ်ကျွဲသွားတာကြောင့်ခန္ဓာကိုယ်ရဲ့အဆိပ်ရောင်နာရောလည်းတက်တာစေပါတယ်။တန်ဓာတ်ကျွဲသွားတဲ့အတွက်သွေးရနဲ့ယောဂဖြစ်ပွားမှုကိုလည်းကာကွယ်ပေးပါတယ်နော်။မပြောသေးမှာပါတဲ့တဘာဝတခြားဓာတ်ကအချက်ချင်းစွမ်းအင်တွေကိုပြန်ဖြည့်ပေးပြီးတော့ဒီပိုတက်ဆီယမ်ဓာတ်ကလည်းကြွက်သားတွေညောင်းညာတက်တာကိုကာကွယ်ပေးပါတယ်။ဒါကြောင့်အကစားလုပ်တဲ့သူတွေညာဘက်အခြေသလုံးကြွက်တက်တဲ့သူတွေစားတဲ့နဲ့အတီးပေါ့နော်။ဒါတွေကတော့ကောင်းကျိုးတွေဖြစ်ပါတယ်နော်။ဆိုးကျိုးတွေလည်းရှိတဲ့အတွက်ကြောင့်ဆက်ပြီးတော့ပြောပြပါမယ်နော်။ ငပြောသည်စားရင်ဖြစ်နိုင်တဲ့အဆိုးကျိုးတွေပေါ့ငပြောသည်မှာတကြားတက်နဲ့ကယ်လိုရီပါဝင်မှုမြင့်လာတဲ့ဖြစ်တဲ့အတွက်ကြောင့်အလွန်ကြွန်စားသုံးမိလို့ရှိရင် ကိုယ်လေးချိန်နေတက်လာနိုင်ပါတယ်စီးချိုယောဂရှိတဲ့သူတွေအနေနဲ့ငပြောသည်ကိုအလွန်ကြွန်စားသုံးမိပါကသူရင်းရင်းတကြားတက်ကိုလည်းမြင့်တက်စေနိုင်ပါတယ်ဒါကြောင့်စီးချိုယောဂရှိတဲ့သူတွေကတော့အများကြီးမစားသင့်ပါဘူးနော်ငပြောသည်မှာပိုတက်ဆီယမ်ဓာတ်မြင့်မားစွာပါဝင်တဲ့အတွက်ကြောင့်သွေးကြောချင်းယောဂရှိတဲ့သူတွေဓမ္မမဟုတ်လို့ရှိရင် ကြောက်ကမကောင်းတဲ့သူတွေကြောက်ကဆင်းနေရတဲ့သူတွေအနေနဲ့အလွန်ကျွံစားသုံးမိမယ်ဆိုရင်ကြောက်ကကိုဒုက္ခပေးနိုင်ပါတယ် hyperkalemia လို့ခေါ်တဲ့သွေးထဲမှာ potassium ဓာတ်များတဲ့ယောဂါလည်းဖြစ်တတ်တာမို့လို့သတိထားစားဖို့လိုအပ်ပါတယ်နော်ဒါကြောင့်စားမယ်ဆိုရင်လည်းဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသင့်ပါတယ်မှဲပြီးသားငပြောသီးကိုရက်အကြကြီးထားလို့ရှိရင်အခုမှအမဲဆက်လေးတွေဖြစ်လာတတ်ပါတယ်အဲ့လိုမျိုးအမဲလွန်နေတဲ့ငပြောသီးကိုစားမိတဲ့အခါမှာဆိုရင်တော့ green ပြည့်စေတတ်ပါတယ်တဲ့နောက်ပြီး မပြောသေးစိမ့်လေးတွေကိုကြိုက်တဲ့သူတွေသတိထားရမယ်ပေါ့နော်မပြောသေးစိမ့်မှာကျမတို့ရဲ့ခန္ဓာကိုယ်ကအခြေဖြတ်ဖို့ခတ်တဲ့ resistance stretch လို့ခေါ်တဲ့ကစီတက်တမျိုးအများကြီးပါဝင်တဲ့အတွက်ကြောင့်ဖိုက်အောင်တာဖိုက်ပူတာလေထိုးတာတွေဖြစ်စေတတ်ပါတယ်ဒါကြောင့်မပြောသေးကိုမှတ်မဲ့လေးစားတာကတော့ပို့ပြီးတော့အသင့်တော်ပါတယ်နော်မပြောသေးကကျမရဲ့အတွက်ကောင်းတယ်ဆိုတာဟုတ်တယ်။ရင်ကျက်နေချိန်အသက်ရှူကျက်နေချိန်မှာတော့စားတာကိုခဏရပ်ထားတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ ငါပြောသေးကခန္ဓာကိုယ်ထဲမှာဟစ်စတမင်းတက်ကိုထွက်စေလို့ရင်ချက်ကိုပိုဆိုးသွားစေနိုင်လို့ပါဒါကြောင့်ကိုကရင်ချက်ရောဂါရှိရင်ခုလိုရာသီဥတုအခုပြောင်းကာလတွေမှာပေါ့နော်ရင်ချက်နေတဲ့ဆိုရင်ငါပြောသေးစားတာကိုခတခဏရှောင်ဖို့တော့အကြံပြုချင်ပါတယ်နော်ငါပြောသေးရဲ့ပြော့ပြောင်းပစ်ချွဲတဲ့ဂုံတတိရလေလေချောင်းထဲမှာချွဲတလိုက်တွေကိုပို့ပြီးတော့ထစေတတ်ပါတယ်တချို့သူတွေမှာငါပြောသေးနဲ့ဓာတ်မတည့်တဲ့ဝေဒနာပေါ့နော်ဘနနာအလာဂျီရှိနေတတ်ပါတယ်ဒီဓာတ်မတည့်မှုရဲ့ လက္ခဏာတွေကရင်ကျက်တာနဲ့ဆင်တူပြီးတော့ချောင်းဆိုးတာလည်းချောင်းရတာအသက်ရှူမရတာတွေလည်းဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ငပြောသီးကိုစားမယ်ဆိုရင်တော့ကောင်းတာရောဆိုးတာရောရှိပါတယ်နော်။ဒီအချက်တွေကိုသတိထားပြီးတော့ဆင်ကျင်ရမှာဖြစ်ပါတယ်။ဒါလို့ဆိုရင်တော့ငပြောသီးလေးရဲ့လျှို့ဝှက်ချက်ကိုသိသွားကြပြီလို့ထင်ပါတယ်နော်။ကောင်းကျိုးတွေရောသတိထားစရာတွေရော သိသွားပြီဆိုတော့ပို့ပြီးတော့ကျန်းကျန်းမာမာနဲ့နေထိုင်စားတောက်လို့ရသွားပြီပေါ့နော်။ဒီဗီဒီယိုလို့ကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။နောက်ထပ် လို့အကြောင်းအရာတွေကိုဆက်ပြီးတော့တင်ဆက်စေချင်လဲဆိုတော့လေကမန့်ပေးခဲ့ကြပါအောင်နော်နောက်ထပ်လည်းဒီလိုတစ်တီတစ်ရွက်တည်းရဲ့အကောင့်ဆိုးတွေပြောပြပေးသွားအောင်မှာမို့ like and subscribe လုပ်ခဲ့ကြဖို့မမေ့ကြပါနဲ့နော်ကျမပျော်ရွှင်ပြီးချင်းနူးတာရတော့နှစ်ရက်လေးဖြစ်ကြပါသေးရှင် bye